ဆင်းရဲနှမ်းပါတဲ့နိနာသူတရခန်တရလူတွေကိုဥပဒေရေးရာရကူညီပေးသွားမယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာလွတ်လပ်သောရှင်းနေများအသင်းကပြောဆိုလိုက်ပါတယ်ခွန်မသားကပြပို့ထားပါတယ်ခင်ဗျာပြည်မြို့မှာမြန်မာနိုင်ငံလုံးဆိုင်ရာလွတ်လပ်သောရှင်းနေများအသင်းကဖွဲ့စည်းပုံနဲ့ရှင်းလုံငါးစင်တွေကိုဖေဖော်ဝါရီလ27ရက်နေ့ကရှင်းလင်းခဲ့ပါတယ်လွတ်လပ်သောရှင်းနေများအသင်းရဲ့ရှင်းလုံငါးစင်ဟာဆင်းရဲနှမ်းပါသူတွေဘက်ကိုဥပဒေအရရတည်သွားဖို့ဖြစ်တယ်လို့ပြောပါတယ်ရှင်းရှင်းရများရဲ့အခွင့်အရေးတဲ့တာဝန် ရေးတဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြီးပြီးဆောင်ရွက်နိုင်ဖို့အတွက်ဟုတ်ပါဘူးဒီအသိကိုယူရဲပြီးတော့ဖွင့်လာတယ်ဒီထောက်လာဖြစ်ပါတယ်အဲ့လိုပဲဒီမမနိုင်ငံလာမှာရှိတယ်ဆွေရနမတော်ဟိုပါဘောနင်းနာတက်ခံများတေလိုများနဲ့ပတ်တယ်ပြီးတော့ကျွန်တော်ဥရိရေအထောက်ကိုပေးဖို့နောက်တော့ကဥရိပညာပြန်ပွားနိုင်ဖို့အတွက်ဟောပြောဖို့ဒီပြုလုပ်ပေးဖို့အတွက်ရှိရပါရှင်းနေတဲ့ဟာတရားဥပဒေပြတ်တမ်းမှုအပေါ်မှာလှူလာစွာဆောင်ရွက်နိုင်မှာ လွတ်လာတဲ့ရှင်းနေတွေဖြစ်ကြောင်းလွတ်လာတော့ရှင်းနေများတဲ့အနေနဲ့အရင်အစိုးရလက်ထက်မှာမလွတ်လာခဲ့သလိုတားမြစ်ပိတ်ပင်တဲ့တွေလည်းခံခဲ့ရပါတယ်အဲ့နိုင်ငံတကာရှေ့ဖွဲ့ရနေပြီးတော့ရှေ့နေဖွဲ့လို့ဘာမှမလုပ်လလလဘူး။အမေကိုကင်းတဲ့ဖွဲ့တွေဖွဲ့နေဆိုတော့ဖွဲ့စည်းပြီးတော့အဲ့တော့အဲ့လိုအကြောင်းအရာတွေရှိတယ်။ရှေ့နေထလာမှာကိုသူကစိုးတယ်ကွာ။အဲ့တော့အစီအ ကတော့ကျွန်တော်ကခံခံမပေါ်မရဘူး။ဟာလူငါရမစုမရဘူး။နော်အဲ့လိုခက်ပြီးလို့ရှိတယ်။နော်ကျော်စုလည်းပဲအနာရပါဦး။အနာပါတီပေါ့နော်။အဲ့အနာပါတီပြောတာဒီနေ့ချောင်းတာပေါ့နော်။လွတ်လပ်တော်ရှင်းနေများအသိအနေနဲ့ရှင်းနေဥပဒေပြန်ပွားရေးနိုင်ငံတကာနဲ့ဆက်ဆံပြီးကမ္ဘာရှင်းနေတွေနဲ့တန်းတူအခွင့်အရေးရရှိဖို့ပြည်သူ့အကျိုးလွတ်လပ်လာဆောင်ရွက်ရေးတွေအတွက်ရည်ရွယ်သလို လွတ်လပ်ပြီးတရားမျှတတဲ့တရားစီရင်ရေးဖြစ်ပေါ်နိုင်ရေးအတွက်လည်းအထူးကရည်ရွယ်ထားတာပါအခါနာကိုတက်ရောက်တဲ့ပြည်မြုပ်ကဥပဒေကြောင့်တဲ့အနေနဲ့လဲလွတ်လပ်တော်ရှင်းနေမြအတင်းရဲ့ရည်ရွယ်ချက်နဲ့ရှစ်လုံးငါးစင်ကိုတည်လိုက်ရတာအားတက်စေခဲ့တယ်လို့ဆိုကြပါတယ်မြန်မာနိုင်ငံလုံးဆိုင်ရာလွတ်လပ်တော်ရှင်းနေမြအတင်းဟာဘဟုအလုံးမှုဆောင်ကော်မတီ15ဦးနဲ့ဖွဲ့စည်းထားပြီးဥက္ကဋ္ဌဖြစ်ရှင်းနေဂျီဥစင်ဝင်းကျန်းကတာဝန်ယူထားပါတယ်ပြခဲ့တဲ့ဇန်နဝါရီလ16ရက်နေ့ကနေပြည်တော်မှာ အသင်းတရားဝင်ဖွင့်ပွဲအခါနာကျင်းပခဲ့ပြီးအခါနာကိုတော့ဆန်စုကြည်တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ကျွန်တော်ခွန်ပါတာပါ။